မမောင်လေး1980 page မှာဗန်ကောက်အကြောင်းပြလို့တင်ခဲ့ပြီပါလေအဲ့ဒါကတော့ဒီအခွေတွေကပါဒီခွေက1993ခုနှစ်မှာရိုက်ထားခဲ့တာဖြစ်ပြီးတော့အခုဆိုရင်တော့နှစ်30နီးပါးရှိခဲ့ပြီပေါ့ ဘဂဝါဖြစ်တော့ကဒီခွေရဲကနေရာတွေကိုလည်းတတ်နိုင်တဲ့လောက်ပတ်ကြည့်ဖြစ်ခဲ့ပါတယ်အဲ့ဒီမှာနမေကြီးနဲ့အထင်ကြီးနေရာတစ်ခုဖြစ်တဲ့မြဖျားခီးစဉ်လည်းပါတာပေါ့ ကျွန်တော်တင်းနေတဲ့နေရာကမြန်ဖျားနဲ့နည်းနည်းဝေးတော့ကားငှားပြီးပဲထွက်ခက်လိုက်ပါတယ်။ဒါကတော့1993ခုနှစ်ကမြန်ဖျားပုံပုံ။ ဓာတ်ပုံထဲမှာမကြာခဏတွေ့နေရတဲ့ဘလူးကြီးနှစ်ကောင်ရဲ့နန်းတော်ပုံစံဆာဦးတွေရဲ့ကတော့ဘာမှတော့တိတ်မပြောင်းလဲသလိုပါပဲပြမတော့တတော်ကိုနေပူပါတယ်ဖះဝင်ကြီးကတော့ပန်900ပါမြန်မာငွေနဲ့တွေ့ရင်တော့6000ကျော်ကျော်လောက်ကြာမှာပေါ့လေခီးသွွားဖွဲ့တွေကလည်းနေရာနှံ့ကျိကျိတိုးပါပဲ ကျွန်တော်လည်းဒီစာအုပ်နားမှာရောင်းလည်လည်နဲ့တိုးကိုက်မငားနိုင်တာနဲ့သူများရှင်းပြတာပဲကတ်ပြီးတော့နားထောင်လိုက်ပါတယ်ဒီလိုဝင်မယ်ဆိုရင်တော့အပြင်ဘက်မှာဖနှက်ချွတ်ရပါတယ်။ဒီအတွင်းဘက်ကနေပြီးတော့အမြဖျားကိုလှမ်းမြင်ရတာပေါ့။ဒီအထဲဝင်ရင်တော့ဓာတ်ပုံရိုက်ခွင့်ပေးမထားပါဘူး။ကျွန်တော်မြောက်ဖူးခင်တုန်းကတော့ဗီဒီယိုထဲမှာပဲတွေ့ဘူးတဲ့အမြဖျားကိုဆင်းတူတော့ခက်ကြီးကြီးလို့ထင်ခဲ့တာပါ။ ဝီယွန်ကိုရှင်ကျင်တော့လူတွေရဲ့ဝတ်စားစင်ပုံကလွယ်လို့အစာအုပ်ပုံစံတွေကတော့လွန်ခဲ့တဲ့နှစ်30နဲ့သိပ်မကွာပါဘူး။မြတ်ဖျားရှိရဒီဝကြီးကအရင်တုန်းကဆိုရင်လက်ကောင်းနဲ့ဆူတောင်းပြည့်တယ်ဆိုပြီးတော့လူတွေတောက်ကြတာပါ။အခုတော့ကျမ်းမာရေးရှူတောင်းရတောက်တာမျိုးမဟုတ်ပဲနဲ့ဂျာပန်နဲ့ရိုက်ပြီးဆူတောင်းတဲ့ပုံစံမျိုးပြောင်းလာကြပါတယ်။ ျွန်တော်လည်း page ကဗီဒီယိုတွေကိုလူများများကြည့်ပါစေကြောင်းနဲ့ Facebook ရဲ့ copyright တွေမမိပါစေကြောင်းဆူတောင်းပြီးတော့ဂျာပန်နဲ့ကောင်းကိုတုံးချက်လောက်ရိုက်ခတ်လိုက်ပါတယ်။ ဖျားကြီးကျမရင်တော့ကပြားဆက်ရုံကိုလိုက်ပို့တဲ့အစီအစဉ်ရှိခဲ့ပုံမပေါ်ပါဘူး။ တကယ်လို့ရှိခဲ့တယ်ဆိုရင်ဒီအခွေထဲမှာပါမှာပါကျွန်တော်လည်းစိတ်ဝင်စားလို့အင်တာနက်မှာရှာဖတ်ကြည့်တော့2018 2019လောက်ကမှဝင်ကြီးကောက်တာနဲ့အတူဒီပြဆက်အစီအစဉ်ကိုစခဲ့တာလို့ဖတ်ရပါတယ်သူကမြန်ဖျားရှိကနေပြီးတော့ဒီပြဆက်ရုံအထိကားလေးနဲ့လိုက်ပို့ပေးပါတယ်10မိနစ်လောက်တော့စီးရတာပေါ့ပြားရုံတော့ရောက်ပါပြီ ပြသကတော့ကျွန်တော်တို့အရှိတိုင်းသားတွေတော်တော်များများသိကြတဲ့ယာမဆက်ကိုအခြေခံပြီးတော့ကားကြတာပါ။ ျွန်တော်ကြည့်ရတဲ့အခန်းတွေကတော့ဟန်နုမန်မြောက်ကိုဇက်လိုက်ထားပြီးတော့ကားတဲ့အခန်းတွေပါဒီဇက်ကိုအခြေခံသိထားတဲ့သူတွေတော်တော်ကြည့်ရတော့တော်တော်ကိုစိတ်ဝင်စားစရာကောင်းပါလေဒီဇက်ကိုမသိတဲ့အနောက်တိုင်းသားတွေအတွက်ကတော့တမျိုးဖြစ်နေမှာပေါ့ဒီနေ့တော်တော်ပြည့်စက်ရုံနာမှာဖတ်ထိုင်းတစ်ပွဲစားပြီးပဲခရီးစဉ်ကိုအဆုံးသတ်ခဲ့လိုက်ပါလေဖျားသွားခဲ့တဲ့အတွက်ဆူတောင်းနေပြကြပါသေးခင်ဗျနောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့အောင်ပါ